ထလိဝင်လေးပေါ်မှာတပ္ပထာကျင့်စဉ်ကျင့်မယ်ဆိုလို့ရှိရင်ထတဲ့လေးဝင်တဲ့လေးလေးပေါ်မှာထိတဲ့နေရာလေးမှာစိတ်ကိုတခြားမရောက်စေဘဲနဲ့လေတိုးတဲ့နေရာလေးတွင်အာယုံစိုက်ပြီးတော့မှတ်မှတ်တဲ့အခါမှာနမိတ်တလို့ဆိုတဲ့နိမိတ်ထင်းရောင်မြင်အောင်လေးတွေပေါ့ဒီလေကသဘာဝအတိုင်းမဟုတ်တော့ဘဲနဲ့ထင်းရောင်မြင်အောင်ပေါ်လာတာကိုနမိတ်လို့ခေါ်တယ် အဲ့ဒီနမိတ်ပေါ်မှာဆက်ပြီးအလုံးလုံးလို့ရှိရင်ခုနကတမထအကျင့်စဉ်တစ်ခုဖြစ်သွားအဲ့လိုမဟုတ်ဘဲနဲ့ထွက်လေဝင်လေလေးမှာတိုးတဲ့လေလေးကတစ်ခု လေတိုးခံရတဲ့အသားဆိုင်လေးမှာ ရှိတာကတစ်ခုထိမှန်သိလိုက်တဲ့အသိလေးကတစ်ခုဆို၃ခုမှတ်တာအဲ့ဒါကြတော့ဝိပဿနာလို့ခေါ်တယ်ဝိပဿနာဖြစ်သွား၃မျိုးရှိတာ၃မျိုးတစ်ပြိုင်နဲ့ဖြစ်ဖြစ်သွားတယ် အဲ့တော့အဲ့ဒီလိုသုံးမျိုးတစ်ပြိုင်တည်းဖြစ်တာလေးတွေဟာနောက်ဆုံးသူ့ရဲ့သဘာဝလေးတွေလေးဆိုရင်လေးကိုအာရုံပြုလိုက်တဲ့အချိန်မှာလေးရဲ့လှုပ်ရှားတွန်းကန်တဲ့သဘာဝလေးကိုတတိထားမိလိုက်တယ်။အဲ့ဒီလေးလေးထိသွားတဲ့ကာယပတ္တာရာယုတ်ကလေးဖြစ်ပေါ်သွားတာကိုတတိထားမိလိုက်တယ်။ထိမှန်သိလိုက်တဲ့စိတ်ကလေးဖြစ်သွားတာကိုတတိထားလိုက်မိတယ်ဆိုတော့သုံးခုတတိထားနိုင်တယ်အဲ့ဒီမှာ။အဲ့ဒီလိုတတိထားလိုက်တဲ့အခါကျတော့ တတိထားလိုက်ယုံနေပဲသူ့ရဲ့သဘာဝတရားလေးသိပြီးသွားတယ်အဲ့ဒီသဘာဝလက္ခဏာကိုသိတာဟာအာလုံးဘယ်လောက်ထိအောင်လုံးရမလဲဘယ်လောက်ထိအောင်သိရမလဲဆိုဒီသိမှုဟာခိုင်မာလာတဲ့ထိအောင်ဒါပဲလုံနေရမဆက်ပြီးတော့ဒီသိမှုဟာရှင်းတဲ့ရှင်းလင်းတဲ့လင်းလာပြီးဆိုသည့်ထိအောင်လုံပြီးနောက်ဆုံးကငါလေးရှူနေတာ မဟုတ်ဘူးလေကသူ့သဘာဝအတိုင်းသူဖြစ်နေတာ လေလေးတိုးထီးတဲ့နေရာလဲငါမဟုတ်ဘူးတဘာဝတစ်မျိုးတစ်ခုပဲទីလိုက်တာလဲငါမဟုတ်ဘူးဖြစ်ပြီးရင်လည်းခဏအတွင်းမဲ့ပျောက်သွားတယ်ဆိုတော့ထပ်ဆင့်ပြီးတဲ့အသည့်တွေရောက်လာပြီးထီအောင်ကြိုးစားအဲ့ဒီကြတော့မှသူ့တဘာဝတိုင်းသူဖြစ်ပြီးပြတ်သွားတာဆိုတာမြင်သည်မြင်ကြတော့မှဝိပဿနာဆိုတာဖြစ်တယ်နော်ဝိပဿနာဆိုတာဖြစ်တယ်အဲ့ဒီမှာဒီထီလိုက်တာတော့ တိလိုက်တာတို့ဆိုတာသူ့ဘာသူအလိုလျောက်ဖြစ်နေတာမဟုတ်ဘူးဆံရဆံရအကြောင်းတရားတွေရှိတယ်ဆိုတာတိလိုက်တာလည်းပဲဒါဝိပဿနာအကြောင်းတရားကိုပဲသိတယ်လို့ဒီလိုဆိုတာအဲ့တော့တမထကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ဟာမတူဘူးဆိုလိုတာကတမထကျင့်စဉ်ကတမာတိကိုဥစားပေးတယ်ဝိပဿနာကျင့်စဉ်ကပညာကိုဥစားပေးတယ်ပညာဆိုဒီမှာတမာတိ လုံလောက်ယုံရှိပြီးတတိနဲ့သွားတာနော်တတိထားတတ်ဖို့ပဲလို့တတိထားနေရတတိလွတ်သွားတာနဲ့တပြိုင်တည်းပညာမဖြစ်ဘူးတတိလွတ်သွားတယ်ဆိုတာမမြင်လိုက်တာနဲ့တူတူပဲလေနော်ပညာမမြင်လိုက်ရဘူးဘာလို့တုံးဆိုမသိလိုက်တာအဲ့ဒါလို့တတိလွတ်သွားတာနဲ့တပြိုင်တည်းသိခြင်းဆိုပညာလည်းမရှိတော့အဲ့ချိန်လေးမှာပျောက်ကွယ်သွားဒါကြောင့်မလို့ စင်ဆက်မပြတ်သိနေအောင်ပညာတွေစွမ်းအားနဲ့ရှိနေအောင်ကြိုးစားအားထုတ်ကြရတာဒါကဝိပဿနာလို့ခေါ်တယ်ပေါ့ဝိပဿနာဆိုတာဝိထူးထူးခြားခြားပဿနာရှုမြင်တာအနေစာလို့မြင်တယ်ဒုက္ခလို့မြင်တယ်အနတ္တလို့မြင်တယ်အဲ့ဒါလို့သဘာဝတရားတစ်ခုကိုပဲကိုရှုတော့နဲ့ကိုမြင်သုံးခုစလုံးတစ်ပြိုင်နဲ့မြင်ဖို့ပြောတာမဟုတ်ဘူးလူမှတခုနဲ့တခုမတူဘူး တခုကဒုက္ခလို့မြင်မြင်မြင်ပဲတချို့ကငါဘာမှမတိုက်နိုင်တဲ့အရာကြီးလို့မြင်မြင်မြင်ပဲတချို့ကယောဂကြီးလို့မြင်မြင်မြင်ပဲသူမြင်နေတာမြင်ကိစ္စမရှိဘူးနော်တဘာဝအတိုင်းမြင်ဖို့ကအရေးကြီး